နော်အဲ့ဒါအဲ့ဒါလေးပါရှင်နော်အဲ့ဒါနဲ့တစ်ဆက်သေးပဲပေါ့နော်ဒီလိုမျိုးကိစ္စတွေကဖြစ်တတ်ကြပါတယ်ရှင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကဘာမှာလဲပေါ့နော်အဲကဘာမှာလဲဖြစ်ခဲ့တာတွေရှိပါတယ်ကျွန်မအဲ့ဒါလေးကိုကျွန်မအဲကျွန်မကိစ္စမဖြစ်ခင်တော့ရင်လဲကျွန်မလဲဟိုပါပေါ့နော်ဒါစီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကိုနှစ်ချိန်ယူထားတယ်အဲပြီးလို့ရှိရင်လည်းဒီဒီပြည်သူ့ရေးရာစီမံခန့်ခွဲမှုဟိုပါရဂူဘွဲ့လည်းကျွန်မယူထားပါတယ်ရှင့် ဒီစီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကတော့ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့နော်စင်ကာပူမှာရှိတဲ့ဒီနန်ယန်တက်နီကယ်ယူနီဗာစီတီပေါ့နော် NTU အောက်မှာရှိတဲ့နန်ယန်ဖဲလိုးစ်ပရိုဂရမ်မှာကျွန်မစကောလာရှစ်နဲ့ကျွန်မပညာသင်ကြားခဲ့တာဖြစ်ပါတယ်ရှင်ဒီဒီ Master of Business Administration ပေါ့နော် MBA ဘွဲ့ကိုကျွန်မရရှိခဲ့တာဖြစ်ပါတယ်။နော်အဲ့ဒါပြီးတော့ကျွန်မနိုင်ငံရေးထဲဝင်တဲ့အချိန်မှာ2012ကနေ2018ထိ ကျွန်မ6နှစ်ကြာအောင်ပေါ့နော်ကျွန်မပါရဂူဘွဲကိုကျွန်မစီးပူးလေ့လာခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ဒီအမေရိကန်နိုင်ငံ Walden University ပါအဲ့ဒါကတော့ဒီနိုင်ငံပေါ့နော်ဒီအမေရိကန်အစိုးရအတိအမှတ်ပြုတဲ့အတိအမှတ်ပြုတဲ့ဒီတက္ကသိုလ်တစ်ခုဖြစ်ပါတယ်အဲ့ဒီတက္ကသိုလ်ကအနည်း90ကျော်ပါပြီအနည်း90ကျော်ပြီးတော့မှကျွန်မအဲ့မှာအပြည်သူရေးရာစီမံခန့်ခွဲမှုနဲ့ကျွန်မပါရဂူဘွဲယူခဲ့တာပါရဂူဘွဲလေ့လာတင်ကြားတာကျွန်မ6နှစ်ကြာခဲ့ပါတယ်ပြီး2019ခုနှစ်မှာကျွန်မ ဒီပါရဂူဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်ရှင်အဲပြောမယ်ဆိုကျွန်မအသက်52နှစ်မှပဲအဲကျွန်မအသက်52နှစ်မှပဲကျွန်မပါရဂူဘွဲ့ကိုရရှိထားတာဖြစ်ပါတယ်ရှင်အဲကျွန်မနဲ့ကိုအောင်ကျော်ဝင်းပေါ့နော်ဆရာဝန်အတူတူဖြစ်ကြတယ်ကျွန်မတို့ကဒီဒီဟိုဟာတွေပါရှင် classmate တွေပေါ့နော်ဒါအတန်းပေါ်တငယ်ချင်းတွေဖြစ်တယ်ဒါဆရာဝန်အတူတူဖြစ်ကြပြီးတော့မှဆရာဝန်ဖြစ်တဲ့ဒီဒီဟောက်စာချင်းပေါ့နော်ဟောက်စာချင်းစင်းနဲ့အလုပ်တင်ဆရာဝန်ကို 1993မှာဆင်းပြီးတော့မှအဲအဲ့ဒီမှာပဲဘွဲ့လဲရတယ်မင်္ဂလာလဲဆောင်တယ်ပြီးရင်ရွှေနန်းတော်စိတ်ရွှေရတနာဆိုင်လဲအထူထောင်တာဖြစ်ပါတယ်ရှင်ဒါကျမတို့အတူတူဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ရှင်ကျမတို့ကတသက်လုံးပေါ့နော် စီးပွားရေးကိုရိုးရိုးသားသားရှာဖွေခဲ့တယ်။အဲသို့တော်လည်းပေါ့နော်ဒီဒီစီမံကိန်းအကြီးကိုဆောင်ရွက်ဆောင်ရွက်လိုက်တဲ့အချိန်မှာကျမတို့မမျော်လင့်ထားတဲ့ပြင်ပအခြေအနေတွေကြောင့်မလို့ပေါ့နော်ကျမတို့ဒီအာဒီငွေအကျတဲဖြစ်သွားတဲ့ကိစ္စလေးပေါ့နော်အဲ့ဒါလေးတော့ကျမအပြည်သူလူထုကိုအမှန်တိုင်းဝန်ခံပြီးတော့မှအပြည်သူလူထုနဲ့ရိုးသားတဲ့ကျမဆက်ဆံရေးတိစောက်ခြင်းလို့သတင်းစာရှင်းလင်းပွဲမှာကျမရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်ရှင့်အဲ့ဒါဘာပြောချင်တာလဲဆိုလို့ရှိရင်အဲ ကျမတို့ကဘာမှာပေါ့နော်ကဘာမှာလည်းအဲ့လိုပဲဟို financial crisis ကြီးတွေပေါ့နော် economic crisis ကြီးတွေဖြစ်ခဲ့ပါတယ်အဓိကတော့ဘန်နဲ့နော်ဘန်ဘန်ကိုများများသုံးတဲ့ဒီဆောက်လုပ်ရေးဆောက်လုပ်ရေးလိုမျိုးပေါ့နော်ဒီဒီကန္တလိုမျိုးပေါ့နော်ဒါတွေပေါ့ဆိုလို့ရှိရင်ဥပမာအဲ၅ချိန်ဖြစ်ခဲ့ပါတယ်ရှင်ကဘာမှာလေအဲကဘာမှာ၅ချိန်ဆိုတာကျမဒုတိယကဘာစစ်ပြီးပြီးနောက်ပိုင်းပေါ့နော်ဒုတိယကဘာစစ်တုန်းကတော့ 1930လောက်မှာ Great Depression ဆိုပြီးတော့မှတကဘာလုံးစီးပွားပြတ်တာပေါ့နော်တကဘာလုံးစီးပွားကျတာဒါ Great Depression ဖြစ်ခဲ့ပါတယ်အဲအဲ့ဒီနောက်ပိုင်းပေါ့နော်နိုင်ငံတွေလွတ်လပ်ရေးရကြတယ်ကိုလိုနီလက်အောက်ကနေလွတ်မြောက်ကြပြီးတော့ကိုယ်နိုင်ငံကိုတည်ထောင်ကြပြီးတော့အဲ့ဒီနောက်ပိုင်းပေါ့ရှင်အဲ့ဒီနောက်ပိုင်းမှာ1980ခုနှစ်80ခုနှစ်တည်ပေါ့1980 80ခုနှစ်တည်မှာ အဲ့တော့အမေရိကမှာ saving and loan crisis ဖြစ်ပါတယ် saving ဆိုတာစုဆောင်းငွေ loan ဆိုတာတော့ဟိုဒီဒီစီးပွားရေးချင်းငွေတွေ ပေါ့နော်အချင်းငွေတွေကအမျိုးမျိုးရှိပါတယ်အင်ဝယ်မှာမို့လို့ချင်းချင်းငွေ ပေးတာရှိတယ်စီးပွားရေးလုံမှာမို့လို့ချင်းငွေပေးတာရှိတယ် project project loan ပေါ့နော်ဒါစီမံကိန်းတွေဆောင်ရွက်ဖို့ချင်းငွေတွေပေးတာရှိပါတယ်ဒီအမေရိကလိုမျိုးပေါ့နော်ကမ္ဘာမှာအချမ်းသာဆုံးနဲ့စီးပွားရေးအတိုးတက်ဆုံးနိုင်ငံလိုမျိုးမှာတောင်မှ1980 80တုန်းက saving and loan crisis ဖြစ်ခဲ့ပါတယ်အဲပြီးလို့ရှိရင်အဲ့ဒီနောက်ပိုင်းအဲ့ဒီနောက်ပိုင်းမှာယူရိုပေါ့နော်ယူရိုမှာ EU ပေါ့ရှင် European Union မှာလည်းအဲကျမတို့ဘာဖြစ်ခဲ့လဲဆိုလို့ရှိရင် exchange rate European exchange rate mechanism ERM ပေါ့နော် Euro ERM European exchange rate mechanism နဲ့ပတ်သက်ပြီးတော့မှာ crisis ဖြစ်ခဲ့ပါတယ်ရှင်အဲ့ဒီ crisis ကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင် ဒါကျမတို့တရား European country တွေကတော့အဲ့အချိန်တုန်းကပေါ့နော်အဲ့ဒါကတော့1993လောက်ဖြစ်ပါတယ်ရှင်92-93ဖြစ်ပါတယ်အဲ1992-93မှာအဲဘာဖြစ်ခဲ့လဲဆိုလို့ရှိရင်ဒီ exchange rate ပြဿနာဖြစ်ခဲ့ပါတယ်ရှင် exchange rate ပြဿနာဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်သူက Europe မှာပေါ့နော်အဲ့တော့ကတော့ monetary union ဆိုတာ Euro ဆိုတဲ့ပတ်စံကိုအခုဆိုလို့ရှိရင် European Union 28နိုင်ငံ28နိုင်ငံရှိပါပြီအဲ့ဒီနိုင်ငံတွေအကုန်လုံးက အမဟောပေါ့နော်ယူရိုဆိုတော့အငွေကြေးတစ်ခုတည်းကိုတုံးတာပေါ့နော်ငွေကြေးတစ်မျိုးတည်းကိုတုံးတာပေါ့အဲ့လိုတုံးခြင်းအဖြစ်ဒီ28နိုင်ငံအတွဲမှာအကူတန်းရောင်းဝယ်ရတာအဆင်ပြေတယ်ပြီးလို့ရှိရင်ဒီဒီဒီငွေလဲလဲနှုံးกว่าဟာချက်ကြောင့်မလို့ရှုံးတာတွေမြတ်တာတွေဆိုတော့အဲဒီလိုမျိုးစွန့်စားရမှုတွေမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့သူတို့စီးပွားရေးလည်းပိုကောင်းပါတယ်ရှင့်အဲ့လို monetary union ပေါ့နော် monetary ဆိုတာငွေရေးကြေးကိစ္စဖြစ်ပါတယ်ရှင်ဒီငွေရေးကြေးဒီ EU မှာပေါ့နော် EU မှာဗဟိုဘဏ်တစ်ခုလည်းလှုပ်လိုက်တယ်လှုပ်လိုက်ပြီးတော့မှဒီ EU 28နိုင်ငံလုံးပါတဲ့နဲ့သက်ဆိုင်တဲ့ဗဟိုဘဏ်နေပြီးတော့မှအဲ Euro ဆိုတဲ့အဲကျွန်တော်တို့ US ဒေါ်လာကဲ့သို့ပေါ့နော် Euro ဆိုတဲ့ currency တခုပေါ့နော်ဒီငွေကြေးတခုကိုထုတ်ထုတ်ဝင်လိုက်ပြီးတော့မှ28နိုင်ငံလုံးအတူတူဝိုင်းသုံးတဲ့အခါကျတော့တနိုင်ငံနဲ့တနိုင်ငံကူတန်းရောင်းဝယ်တာတို့ တနိုင်ငံနဲ့တနိုင်ငံငွေလွှဲငွေလွှဲတာတို့နော်နောက်တစ်ခုကကြလူတွေလဲပေါ့နော်သူတို့အဆင်ပြေတဲ့နေရာမှာရွှေ့ပြောင်းပြီးတော့မှအလုတ်ရှိတဲ့နေရာမှာလူတွေအလုတ်သွားရှာလို့ရတာပေါ့နော်အဲဒီလိုလေးလှုပ်ထားပြီးတော့အဲဒီလိုလေးလှုပ်ထားပါလေရှင်အဲ့လိုလှုပ်အဲ့လိုအဲ့ဒါမလှုပ်ခင်ပေါ့နော်အဲ့ဒါမလှုပ်ခင်1992 93မှာဆိုလို့ရှိရင် ဒီဒီ European Union မှာရှိတဲ့နိုင်ငံတွေပေါ့เนาะအဲ့ချိန်တုန်းကတော့18နိုင်ငံ18နိုင်ငံနိုင်ငံ20ပေါ့เนาะရှိမယ်အခုဒီနေ့မှာတော့28နိုင်ငံ28နိုင်ငံရှိပါပြီရှင့်